အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့အဆုံမောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့ဒါကျွန်တော်တို့ဒီနေ့အဲညနေမှာတော့ဒါကျွန်တော် Liverpool အသင်းရဲ့လက်ရှိနည်းနည်းလေးကျွန်တော်ဒါလှုပ်နေတဲ့အပြောင်းရွှေ့ကြောင်းလေးနည်းနည်းလေးဆွေးနွေးအောင်။လက်ရှိမှာ Liverpool အသင်းကဒါကျွန်တော်တို့သိကြတယ်မဲ့ Florian Risk ကိုတရားဝင်ဒါကျွန်တော်တို့ခေါ်ယူခဲ့ပြီးပြီဖြစ်တယ်။ဒါကျွန်တော်တို့လက်ရှိမှာ here we go ပြီးဒါမကြခဲ့တာအဲကျွန်တော်သိတော့ Florian Risk နဲ့ခုလက်ရှိဒါဟို vacation ထွက်ပြီးပြန်ပြီးတော့ ရောက်လာရင်စစ်စစ်မဲ့ဘာညာလုပ်ပြီးဒါ Florian Wiss เนี่ยကျွန်တော်ထင်တာပေါ့เนาะသူတို့အနေနဲ့ဒါ16ရက်နေ့ကစပြီးသူတို့အနေနဲ့တရားဝင် Liverpool ကစားသမားအနေနဲ့ဒါ အပြောင်းရွှေ့ဖို့မှကျင်မာတယ်တရင်ဝင်လို့ပြမယ်လို့မြင်နေဟုတ်ပါဒါ Florian Wirtz ရဲ့အပြောင်းရွှေ့ကတော့ပြီးဆုံးသွားပြီလို့ကျွန်တော်အနေနဲ့မြင်နေ Euro 135သန်း plus 15သန်း Euro 350သန်း package နဲ့ပေါ့နော်ပေါင်125သန်းပတ်ချလဲဝင်ကြကြပေါ့နော်အဲ့တော့တချို့မှာ Liverpool တင်းနေဒီ tight set ပိုင်းအတွက်ထပ်ပြီးတော့ဒါကျွန်တော်တို့လာမယ့်နေရာဒီအတွက်ငွေပြန်ရှာပြီးတော့ငွေပြန်သုံးသွားဖို့အတွက်လည်းအစီအစဉ်ရှိတယ်ဆိုတော့ Kola Hala တွေထွက်နေခဲ့တယ်ပေါ့နော်အဲ့တော့တချို့မှာဒါကျွန်တော် Liverpool တင်းနေတိကျတယ်မြဲဒီနေ့နေရာဒီမှာသူတို့ရဲ့အဓိက number 1 priority ကနံပါတ်6နေရာအတွက်ဒါလူရှာဖို့အတွက်ဖြစ်ခဲ့ပေမဲ့မထင်မှတ် ဲ့နဲ့ Florian Ritz ရဲ့အပြောင်းရွှေ့အတွက်ကျွန်တော်တို့တို့အနေနဲ့လူဝယ်လိုက်ရတဲ့အတွက်ကြောင့်မို့တို့အနေနဲ့အမ်ဘတ်ဂျက်အရာနည်းနည်းတော့ရှော်သွားတယ်ပေါ့နော်ဒါပေမဲ့ Liverpool တင်းကဒီနေ့ဘတ်ဂျက်ပြန်ရှာဖို့တော့အခွင့်အရေးတွေရှိမယ်ဒါပေမဲ့လက်ရှိမှာ Liverpool တင်းကဒါအနေနဲ့လှုပ်ခတ်နေတာမဟုတ်ဘူးသူတို့ရဲ့လက်ရှိကစားသမားတွေကိုလည်းတကယ်ကိုအသင်းကြီးတွေကလည်းခေါ်ယူဖို့တော့စိတ်ဝင်စားနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ Liverpool ရဲ့လက်ရှိမှာတော့ကျွန်တော်အဝင်စည်းင်းတွေကိုအထွက်စည်းင်းတွေကိုတိုက်စစ်ပိုင်းမှာနည်းနည်းလေးပြောလိုက်အောင် Liverpool တင်းကခုလက်ရှိမှာသူတို့ရဲ့တောင်ပံ left wing ကစားသမားတွေဖြစ်တဲ့ Cody Gakpo နဲ့ Luis Diaz ကိုအသင်းကြီးတော်တော်များကစိတ်ဝင်စားနေတယ်အထူးသဖြင့် Luis Diaz ကိုစိတ်ဝင်စားနေတာ Barcelona အသင်းဖြစ်တယ်တဲကိုကိုတန်ကဒါကျွန်တော် Luis Diaz ကိုတရားဝင်စိတ်ဝင်စားနေတာဖြစ်ပေမဲ့လက်ရှိမှာ Liverpool ကတောင်းမဲ့ဈေးကိုသူတို့အနေနဲ့မတက်နိုင်ဘူးများတဲ့အတွက်ကြောင့်သူတို့အနေနဲ့ခေါ်ယူဖို့ရာခိုင်နှုန်းနည်းမယ်ဆိုတဲ့အကြောင်းကိုလည်းသူတို့ရဲ့ဒါကျွန်တော်တို့တဲကိုကသူ့အနေနဲ့ဒါကျွန်တော် interview မှာဖြေကြားခဲ့ကြတယ်ပေါ့နော် Liverpool ဘက်ကတော့ရှင်းပါတယ်ဒါကျွန်တော် Luis Diaz ရဲ့အပြောင်းအရွှေ့အတွက်ပေါင်တန်း60ယူရိုတန်း80အောက်ကိုလုံးဝဆင်းပေးဖို့မရှိဘူးလို့သိရတဲ့မှာပါတယ်လက်ရှိမှာဒါကျွန်တော်တို့လုံးဝအနောက်ဆုံးရ update တကူပေါ့နော်အဲ့လက်ရှိမှာဒါ Lewis Diaz ကိုအဓိကတော့ခုနပြောတာဒီဈေးက Tamatan ဆိုတာတက်ဆိုင် Liverpool တွေက Lewis Diaz ကိုလာမယ့်နေရာဒီမှာမရောင်းချင်ဘူးရောင်းလိုက်ပြီဆိုလဲ left ချီမှာ left wing market ကတော်တော်လေးကိုတီးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ Lewis Diaz ကိုရောင်းတဲ့ပတ်စံကြီးကိုကင်ပြီးပြန်ဝင်ရမယ့်အရှုပ်ထုတ်ကိုသူတို့အနေနဲ့ပြန်မလုပ်ချင်ဘူးအဲ့ဒါကလက်ရှိ Liverpool ရဲ့အဓိကပြဿနာပဲလူတော်များဒီညမှာဒါ Lewis Diaz ကိုတန်ဤမတန်ဤဆိုတဲ့ဈေးကို ပြောနေတာမဟုတ်ဘူးလက်ရှိမှာလူးဝစ်ဇီယက်ကိုလည်းမဘူးတင်ကရောင်းကိုမရောင်းချင်တာဒါပေမဲ့လူးဝစ်ဒီအက်စ်ရဲ့လက်ရှိအဖေရောလူးဝစ်ဇီယက်ဘက်ကကိုဒါကျွန်တော်တိတလောက်ကဘာစနာဘက်ကိုတို့ကနည်းနည်းစိတ်ရိုင်နေပါစနာတင်ကိုတို့နည်းနည်းလေးစိတ်ဝင်စားတယ်ပါစနာဘက်ကလက်ရှိမှာဒါကျွန်တော်တို့လာဇာရီဘာတွေကလည်းလီဗာပူးအသင်းကိုလီဗာပူးအသင်းလက်ရှိပေးတယ်ဈေးလောက်ပဲပေးနိုင်မှာဒါပေမဲ့လက်ရှိမှာဘာစနာအသင်းကိုရီယယ်ကိုရောက်လာပြီဆိုအမြဲတမ်းကစားသမားတွေကပုံပုံပြီးစိတ်ဝင်စားရပါတော့ပိုဆိုးတာကလူးဝစ်ဇီယက်စနေလက်ရှိမှာလီဗာပူးအသင်းနဲ့အခုလက်ရှိမှာရတဲ့နဲ့ဆူဖလိုက်တော်များရထားခဲ့ပြီပြီးပရီးမီးယားလိလည်းရထားခဲ့ပြီကျွန်တော်တို့ချန်ပီယံလိမှာသူမပါဘူးထင်တယ်အဲ့တော့ချန်ပီယံလိတို့ဘာလို့မရသေးတာမှန် မဲ့သူအနေနဲ့လက်ရှိမှာ Liverpool နည်းနဲ့ဒါပြောမှဆိုရင် new challenge ပေါ့နော်ဒါကြောင့်စိန်ခေါ်မှုအသက်တွေကိုသူအနေနဲ့ပို့လို့ခြင်းတယ်အဲ့တော့ Lewis Diaz နဲ့သူ့အဖေနဲ့သူတို့ agent Osu ကနည်းနည်းလေး Barcelona ဘက်ကိုစိတ်ကြတယ်ဒါကြောင့်မို့ Lewis Diaz ကလည်းဒါကြောင့်တိတလောက်ကိုပြောရမယ်ဆိုတော့ Barcelona အသင်းနဲ့သူ့ရဲ့ captain ကတရားဝင်ဆွေးနွေးမှုတွေရှိတယ် Liverpool ကဒါကိုမကြိုက်ဘူး Liverpool အသင်းဘက်ကရှင်းတယ်သူတို့အနေနဲ့ပေါင်တန်း60 Euro တန်း80ပတ်ချလေးကြဈေးသတ်မှတ်ထားတယ်ခေါ်နိုင်ခေါ်မခေါ်နိုင်ဘောဘာလို့ဒီလိုသတ်မှတ်ထားလဲပြုတ်တရားကြည့်မယ်ဆိုရင်တော့ Euro တန်းပေါင်တန်း60ဆိုတဲ့ဈေးက ဘယ်လစ်ဖြစ်တယ်ဒါတန်တယ်လူဝစ်ဇီယာဆိုဒါမနစ်ကခြေစွမ်းပြတယ်အခုလက်ရှိမှာလဲဒါကျွန်တော်တို့နိုင်ငံသင်းတဲ့လည်းမဆိုးတဲ့ခြေစွမ်းကိုပြနေကြအောင်ဒါပေါင်သန်း60ဆိုအခုလက်ရှိ market ရာမဆိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဘာစလိုနာအနေနဲ့လက်ရှိမှာပေါင်သန်း60ကစားသမားတစ်ယောက်ကိုပေးဝယ်နိုင်တဲ့အခြေအနေလက်ရှိမှာမရှိသေးဘူး အဲ့ဒါကလည်းရှိလိုဘဘူးတင်ကိုင်တဲ့အချက်ပေါ့နော်။လူဝစ်စီယက်စ်ကိုလည်းလက်ရှိမှာဘာဆလိုနာအသင်းပြင်ကျတဲ့အသင်းကလည်းဘယ်သူမှစိတ်မဝင်စားဘူး။ဘာဆလိုနာအသင်းကပဲလက်ရှိမှာဒီကစားသမားကိုခေါ်နေတာ။လိုဘဘူးတင်ကလည်းရှင်းတယ်။မင်းတို့ဇီဈေးပေးနိုင်ခေါ်ငါတို့ကကိစ္စမရှိဘူး။မင်းတို့ဒီကစားသမားကိုညှိနိုင်တယ်။ငါတို့တောင်းတဲ့ဈေးပေးနိုင်မင်းတို့ခေါ်ွားကိစ္စမရှိဘူး။အဲ့တော့လိုဘဘူးတင်ဘက်ကလည်းရှင်းတယ်။ဟိုနောက်ဘာဆလိုနာမပေးနိုင်မှန်းသိလို့ဒီဈေးကိုသူတို့တင်ထားတယ်လို့ပြောလို့ရတယ်မှာပါ။အဲ့တော့လိုဘဘူးတင်နဲ့လူဝစ်စီယက်စ်ကိုလက်ရှိမှာအပြောင်းရွှေ့အနေနဲ့ဒီနေ့မှာသူတို့တွေနဲ့ဆက်ထိန်းထားနိုင်မယ်တုံကြီးရဲ့တချောင်သူတို့နဲ့အစားထုတ်ဖို့လည်းပလန်မရှိဘူး။ဒါပြင်လက်ရှိမှာကိုဒီဂက်ကိုကြောင်းပြောလက်ရှိမှာဒါကြောင့်တီးကြတဲ့အတိုင်းပဲ ်ဒါကျွန်တော်တို့ဘိုင်းမြူနစ်တင်းနဲ့သူတို့ရဲ့တောင်ပိုင်းကစားသမားဖြစ်တဲ့လီရိုက်စာနေအပြင်ကိုဂနာဘရီကိုလည်းမကြခင်မှာဆုတ်ရှုံးထားရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါတောင်ပိုင်းကစားသမားတွေကို market ထဲမှာပြန်ကြည့်နေတယ်။ဈေးရန်မကြည့်အသင်းမှာတည်တည်ချာချာတုံးလို့ရမယ့်ကစားသမားတွေကိုသူတို့နဲ့ market ထဲမှာပြန်ကြည့်တယ်။အဲလက်ရှိမှာကိုဒီဂက်ဘိုကလက်ရှိလီဗာပူးအသင်းရဲ့ဘိုင်းမြူနစ်အသင်းရဲ့ ိုစိတ်ဝင်စားမှုခံရတဲ့တိုက်စစ်ဟိုတောင်မန်တိုက်စစ်ကစားသမားရဲ့တယောက်ဖြစ်လာခဲ့တယ်။ကိုဒီဂက်ဘိုအနေနဲ့ဒါကျွန်တော်လက်ရှိ Hansio ဆိုတဲ့ Hansio လောက်ပဲကုန်ပြီ။ Visit Company ကိုတိုင်တော်တော်လေးကိုသဘောကျတဲ့ဒါတောင်မန်ကစားသမားဖြစ်တယ်။ဒါ Premier League မှာကတည်းကဒါ Visit Company နဲ့ Gagbo ကိုတော်တော်လေးကိုသဘောကျတယ်ဆိုပြီးခဏခဏပြောထားတာတွေ့ရမယ်။ Gagbo ကိုလက်ရှိမှာ Liverpool တင်းကဈေးသတ်မှတ်ထားကျွန်တော်တည်တည်ရှိရှားမရှိသေးဘူး။အဲ့တော့ဒါကျွန်တော်နည်းနည်းလေး Transfer Market ဘက်ကိုပြန်သွားအောင်။အဲ့တော့ Gagbo ကိုလက်ရှိမှာ Transfer Market ကဘယ်ဈေးသတ်မှတ်ထားလဲဆိုတော့ မြောက်တယ်เนาะအခုမှကြည့်ကျွန်တော် ကိုကိုရီးယားကျွန်တော်မှလည်းကိုရီးယားကိုအဲ့လောက်ကြီးကောင်းတယ်ကောင်းတယ်ကောင်းမှန်းတော့သိတယ်ဗျာဒါပေမဲ့ဩရအောင်စီ50ယူလက်ရှိမှာကိုဒီဂက်ဘိုကိုဒါကျွန်တော်လက်ရှိမှာ transfer market ကယူရိုတန်း80ဈေးတတ်မှတ်ထားတယ်ဩလီဗာပူးကထောတော့မှာပဲအဲ့တော့လက်ရှိမှာဒါကျွန်တော်ဘိုင်ယန်မြူးနစ်အသင်းနေတယ်ဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဆိုတာမှတ်မိမယ်အခုလက်ရှိ transfer market ရဲ့ပေါက်တဲ့ဈေးယူရို80တောင်တော့မှတော်တော်လေးကိုမြောက်နေတဲ့အတွက်ကြောင့်မတော်တော်လေးကိုမလွယ်ကူမဲ့နေတာမှရှိတယ်တေချာတို့ကဘိုင်ယန်မြူးနစ်အသင်းနေအခုလက်ရှိမှာသူတို့အနေနဲ့ဒါ ကိုဒီကကူကတော့ယူရိုတန်း80ပတ်ချာလဲဝင်းကျင်ညာသုံးသွားမယ်လို့မထင်ဘူးဒီပြဒါပြင်ကျွန်တော်ဒီကစားသမားကလက်ရှိမှာစာချုပ်တက်တန်းရ3နှစ်တောင်ကျန်နေသေးတဲ့အတွက်ကြောင့်မို့လီဗာပူးပါဇက်ထဲကဈေးကိုပဲဒါတော့အဲ့တော့ကိုဒီကကူကလည်းလီဗာပူးတင်းနဲ့ရောင်းကျင်နေဆိုရင်တော့ဒီအပြောင်းရွှေ့ကဖြစ်နိုင်တဲ့အနေအထားမှရှိရတယ်ဒါပေမဲ့လက်ရှိမှာလီဗာပူးကရောင်းကျင်မှာမလားဒီတဲ့တဲ့ပတ်သက်ပြီးလက်ရှိမှာဘိုင်ယန်မြူးနစ်ကစိတ်ဝင်စားတယ်ပဲထွက်လာတော့ဒါကုနာပေါ်လို့လက်ရှိမှာ လေဘဘူးကရောင်းကျင်ပါတယ်ဆိုတဲ့သတင်းကထွက်တာမျိုးအဲ့တော့ကိုရီကိုင်ကိုလက်ရှိမှာ transfer market ကယူရိုတန်း80ဈေးသတ်မှတ်ထားတယ်ဘိုင်မြူနစ်ကအိုက်ဈေးပေးနိုင်မလားပေးနိုင်မပေးနိုင်နဲ့ဆိုတော့မှတ်မယ်တကယ်တမ်းကိုရီကိုင်ဘုတ်ကိုပေးမလားဒါမျိုးကိုကျွန်တော်တစ်ချက်တော့ပြန်ကြည့်ရမယ့်သဘောမှရှိတယ်အဲ့တော့လက်ရှိမှာလူစိတ်ဝင်စားဆုံးတော့အဲလက်ရှိအပြောင်းအရွှေ့တစ်ခုဖြစ်လာနိုင်တာကဒါဝေစီနူးနက်စ်ရဲ့အပြောင်းအရွှေ့ပဲလက်ရှိမှာလီဗာပူးတင်းရဲ့လက်ရှိတိုက်စင်မှုဖြစ်တဲ့ဒါဝေစီနူးနက်စ်ရဲ့အပြောင်းအရွှေ့မှာတော့ဒါကျွန်တော်တို့ အော်စီမန်ကိုဆုတ်ရှုံးခဲ့ရတဲ့အဟီးလေးအနေနဲ့ဒါဝင်နူးနက်စ်ဘက်ကိုပြန်လှည့်လာပြီးဖြစ်ပါတယ်ဒါဝင်စီနူးနက်စ်ကိုအခုလက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာလီဗာပူးတင်းကရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်။ထိုက်တဲ့ဈေးလေးများရမယ်ဆိုရင်တော့ဒါကျွန်တော်တို့နူးနက်စ်ကိုသူတို့အနေနဲ့ဒါတင့်တော်တဲ့အသင်းကိုလည်းသူတို့အနေနဲ့ထည့်ပေးဖို့အစီအစဉ်ရှိပြီးသားဖြစ်တယ်။ဒါကျွန်တော်လက်ရှိမှာဖာဘီဂျီရိုမာနိုရဲ့နောက်ဆုံး tweet အရာဒါလက်ရှိမှာလီဗာပူးပြည်သူတွေဖာဘီဂျီရိုမာနိုမုန်းနေဆိုတော့အမှန်ပဲတကယ်တည်းပြန်ကြည့်မယ်ဖာဘီဂျီရိုမာနိုရဲ့နောက်ဆုံး tweet အရာပေါ့နော်ဒါကျွန်တော်တို့လက်ရှိလီဗာပူးရဲ့တိုက်စင်မှုကတော့ဒါကျွန်တော်တို့ လေဘဘူးတင်းကထွက်ဖို့အတွက်ရာဂိုင်တုံးတော်တော်လေးကိုများတယ်ဆိုတာဖာဘီဇီရိုမာနိုကသူ့ရဲ့ Twitter ဆာမျက်နှာပေါ်မှာဒါကျွန်တော်မနီကတရားဝင် confirm လုပ်ထားခဲ့အဲ့တော့ဒါဝင်နက်စ်အနေနဲ့အခုလက်ရှိမှာတော့ကျွန်တော်အသင်းတွေကိုတောက်လျှောက်ကျွန်တော်အနေနဲ့ assessment လုပ်နေတယ်ပေါ့နော်ဒါဝင်နက်စ်ကိုခေါ်ချင်တဲ့ဥရောပအသင်းတွေလည်းရှိတယ်လက်ရှိမှာဒါကျွန်တော်တို့ဒါစင်မွန်နီရဲ့ Atletico Patrick ကလည်းဒါဝင်နက်စ်ကိုစိတ်ဝင်စားတယ်သူတို့အနေနဲ့ဒီကစားသမားပေါင်တန်း30ဟုတ်ဆိုယူရိုတန်း30နဲ့35တန်းပတ်ချလေးဝင်ကျင်ကြလောက်နေလိုချင်တယ်ဒါပေမဲ့လေဘဘူးကတော့ရှင်းတယ်ဗျဒါကျွန်တော်ဒါဝင်နက်စ်ရဲ့အပြောင်းအရွှေ့ကနေပေါင်တန်း40ယူရိုတန်း50ပတ်ချလေးဝင်ကျင်ကြလောက်လိုချင်ဒါအနည်းဆုံးပေါ့နော်ဖြစ်နိုင် ယ်ဆိုလီဗာပူးကဒါပထမဆုံးစခေါ်မဲ့ press ကတော့ Euro 160လောက်နည်းနည်းရှိနိုင်တယ်ဆိုတော့ Kola Hala ရင်ထွက်နေတယ်။ဒါပေမဲ့လက်ရှိမှာ El Hilal တို့အုပ်စုကတော့ဒါ Dao Nunes ကိုလာမဲ့ New Year ဒီမှာဒါကျွန်တော်တို့ခေါ်ယူခြင်းနဲ့ဆွဲတဲ့တင်တောက်လျှောက်ပြန်တက်လာခဲ့ပြီ။သူတို့နေ Osman ကိုမရရနောက်ပိုင်းမှာ Benjamin Sesko ကိုလာ Dawe Nunes လာဆိုတဲ့နာမည်ကြီးဆက်လက်ပြီးထွက်ပေါ်လာခဲ့တာဖြစ်တယ်။အဲ့တော့လီဗာပူးတင်းကတော့လက်ရှိမှာရှင်းတယ်။သူတို့နေတဲ့ Dao Nunes ကိုရောင်းခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ at least သူတို့ဝယ်ခဲ့တဲ့ဈေးရဲ့၃ပုံ၂ပုံဒါမှမဟုတ်ခုနပြောသူပဲ 50ရာခိုင်နှုန်းလောက်ပြန်ရဖို့အတွက်သူတို့အနေနဲ့မျောလိုက်တယ်။ဒါဝင်နက်စ်ကမနဲ့ပြောမှဆိုကျွန်တော်ပါစနယ်အမြင်ပေါ့နော်။ဒါကြောင့်မနစ်ကလည်းသူ့အနေနဲ့အရန်ခုံကနေထွက်လာခဲ့တာပါပဲ။ဒါကြောင့်5ခုတောင်တွင်တဲ့3ခုဖန်တီးမှုရှိတယ်။ဒါဝင်နက်စ်ကမနဲ့ပြောသူ့ဟာသူအဲ့လောက်ကြီးတော့စိုးရတိုက်စုံမှုမဟုတ်ဘူးပေါ့နော်။ကျွန်တော်သူ့အနေနဲ့ပြောမှဆိုရင်လီဗာပူးကသာလက်ရှိလီဗာပူးသတ်မှတ်ထားတဲ့ဈေးကလည်းမြောက်လို့ပေါ့နော်။အကဲသူ့အနေနဲ့ပြောမှဆိုရင်ပရီးမီးယားရဲ့မစ်တီပဲကလပ်တစ်ခုကိုသူ့အနေနဲ့ပြောပါဘရန်ဖူပါ။အခုလက်ရှိမှာဘရိုင်းအမ်ဘောမှုသာထွက်သွားမှဆိုရင်ဘရန်ဖူကိုနူးနက်ဆိုကစားသမားမျိုးပြောင်းသွားရင်နူးနက်တကယ်ကိုကိုးသွင်းသွားမှာဝစ်စာနဲ့တွဲကြည့်။ ဲ့လိုမျိုးဖြစ်သွားမှာကျွန်တော်အနေနဲ့ပြောကြည့်တာဗောနော်အဲ့တော့မိသွပင်စိုးစေကမူလက်ရှိမှာကျွန်တော်ပါစတန်မြင်မှာဆိုနူးနက်စ်ကလေးတလားဟိုကျွန်တော်ဆော်ဒီမသွားစေချင်ဥရောပမှာကျွန်တော်ဆက်ပြီးနေစီနေတယ်ဒီမှာပါတယ်ဒါကျွန်တော်အမြင်အဲ့တော့ weakness ကိုကျွန်တော်နှမျောတယ်ဗျာပြောရမလို့တကယ် misunderstand ဖြစ်တဲ့ကစားသမားတွေရဲ့ရှာရှာပါပါတက်ရောက်လို့ပြောလို့ရတယ်မှာပါအဲ့တော့သူ့အနေနဲ့ခုနကပြောတခြားသောအသင်းမှာကောင်းလာနိုင်တဲ့ကစားသမားတွေတက်ရောက်လို့ကျွန်တော်နည်းမြင်တယ်အဲ့တော့ level ပိတ်သက်တွေလည်း weakness ကိုဘယ်တော့တော့သူတို့ကလိုက်ပြီးအားပေးထားမှာပဲဒါ weakness ကိုဘယ်သူမှ half out half feeling တက်ရောက်ရှိမှာမဟုတ်အဲ့တော့ထားပါလက်ရှိမှာ liverpool အသင်းရဲ့တိုက်စစ်အပိုင်းအပြောင်းလဲမှုထွက်နိုင်တဲ့ကစားသမားတွေဈေးကတော့လောက်ပဲ ပေါ်လွန်ဝဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ before you တို့မှာကျင်းလူဆိုပေါအောင်ကွန်ကြီးလို့ရပါတယ်။မြန်မာလက်ကလက်ဖုန်းမမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မဆက်ကွန်ကြီးပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလက်ကလက်ဖုန်းမမေ့ကြပါနဲ့ဗျာမြန်မာကလက်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မဆက်ကွန်ကြီးပေးလို့ရပါတယ်လို့ပြောရင်းနေပဲ။ ကျွန်တော်ကိုတွားကုန်ပြပါအောင်အားလုံးပဲနောက်မှအစ်စတူကြတာပေါ့ဒေးပါဗျာ